Hello အားလုံးမမင်္ဂလာပါ United CEO ကနေကြိုဆိုပါနဲ့ဆိုတော့ကျွန်တော်တို့ဒီနေ့မနေ့ခင်းပိုင်းမှာဆိုလို့ရှင်တော့ Manchester United နဲ့ပတ်သက်ပြီးတော့ရထားတဲ့အပြောင်းရွှေ့သတင်းတွေကျွန်တော်ရှိတယ် Richard Rios တို့ Casemiro တို့ Kobe Mainu တို့ Toby Collier တို့အပြင်ကျွန်တော်တိုက်စစ်မှုတွေဖြစ်တဲ့ Benjamin Sesko တို့ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒါ ဗီတာဂူခရက်စတူနဲ့ပတ်သက်တဲ့အပြောင်းရွှေ့အကြောင်းလေးတွေလည်းကျွန်တော်ရထားတာတွေရှိတယ်ပေါ့လေဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသွားကြပါမယ်အားလုံးပဲမင်္ဂလာပါဆိုတော့ဒီအပြောင်းရွှေ့တွေကမှကျွန်တော်ဒီပရမတ်သုံးအနေနဲ့ကျွန်တော်စပြီးတော့ကြည့်ကြည့်ရရင်ကိုဘီမိန်းနူးနဲ့ပတ်သက်လို့ပေါ့နော်ကိုဘီမိန်းနူးကမန်ချက်စတာယူနိုက်တက်အတွက်ဟိုဟိုအပြန်အလှန်ရေးပါနေကြပြီးတော့ကောင်းမွန်တဲ့ဆက်ဆံရေးတွေလည်းရှိနေကြတယ်ပေါ့နော်မိန်းနူးကတော့အသင်းမှာပဲဆက်ပြီးတော့နေလို့တယ်စာချုပ်တွေချုပ်ဆိုလို့တယ်ပေါ့ဆိုတော့မိန်းနူးအတွက်လည်း United ဟာအရေးပါတယ်လို့ United အတွက်လေကိုဝီမင်းနူးဟာအင်မတန်အရေးပါတယ်ဆိုပြီးတော့သတ်မှတ်ထားကြတယ်ပေါ့ဗျာဒါကအထူးထူးခြားခြားသတင်းမဟုတ်ပေမဲ့အသင်းဘက်ကကိုဝီမင်းနူးကိုတက်တန်းတူဖို့ကျွန်တော်ကြိုးပမ်းနေတာဒါအပြင်နီးပြဖြစ်တဲ့ Ruben Amorim ရဲ့လက်အောက်မှာ main new ရဲ့ role ကဘာလဲဆိုတာကွယ်ကွယ်ပြပြကျွန်တော်မှမရှိဘူး။ဒါ Amorim ရောက်စကလေးကအခုချိန်ထိကိုကျွန်တော်ကြည့်ကြည့်တာပေါ့နော်။ Kobe Mainu ဒီကျွန်တော်အသက်20တောင်မပြည့်သေးတဲ့ကိုရီးယားလူငယ်ကစားသမားလေး အကယ်ဒမီကနေထွက်လာပြီးတော့ imminent ကောင်းတဲ့ performance တွေလည်းပြီးခဲ့တဲ့ကာလတွေမှာပြထားပြီးတာဒါပေမဲ့လို့ MOD ရောက်လာပြီးခဲ့က main new ကိုဘယ်နေရာမှာအတီတကျသုံးမလဲဆိုတဲ့ plan ကမရှိဘူးမရှိတဲ့အပြင်ကို main new ကကစားခွင့်ရတော့လဲသူ့ role မဟုတ်တဲ့အတွက်သူယုံကန်တာတွေကျွန်တော်ရှိတယ်ဒါအပြင်ဒီຫນွေမှာအသင်းကငွေလိုနေတယ်ဆိုတော့ကိုဗီ main new နဲ့ပတ်သက်ပြီးတော့ရောင်းပြီးတော့ငါတို့ငွေရှာတာဒီအကောင်းဆုံးပဲဆိုတဲ့ယူဆချက်တွေနဲ့လူတွေလည်းကျွန်တော်ရှိတယ်အဲ့ဒီတော့ အူမင်းနူကိုမန်ချက်စတာယူနိုက်တက်ကရောင်းမြန်ရောင်းသွားမလားဆိုတဲ့သတင်းတွေရှိနေကြတာပေါ့လေ။ဒါကြောင့်ပေါ့နော်မင်းနူအတွက်ကတော့မန်ချက်စတာယူနိုက်တက်မှာပဲဆက်ပြီးတော့နေလို့တယ်။ယူနိုက်တက်ရဲ့ဘက်ကလည်းကိုဝီမင်းနူကိုကျွန်တော်တို့ကအသင်းမှာဆက်ပြီးတော့ထားခြင်းနဲ့အခုတော့တက်တန်းတူဘူးအတွက်ကြိုးပမ်းနေပြီးတော့သူနှစ်ဖက်စလုံးရဲ့ဘက်မှာလည်းတကယ်ကောင်းမွန်တဲ့ဆက်စံရည်တွေရှိထားတယ်ပေါ့။ဒါဟာကောင်းတဲ့တစ်ချက်ပါ။ကျွန်တော်ပြောသလိုပဲကိုဝီမင်းနူဒီမန်ချက်စတာယူနိုက်တက်မှာကျွန်တော်တို့ဒီပုံမှန်အတိုင်းသူ့ရဲ့ပုံမှန် role လေးကျွန်တော်ရမယ်။ဘာညာဆိုရင်နောက်ထပ်10နှစ်လောက် AACC အတင်းမှာကစားသွားလို့ရတဲ့ကစားသမားပါရူဘင်အမ်မိုရင်ကဘယ်ချိန်ကြီးဆက်ရှိမယ်မင်းကျွန်တော်တို့မသိဘူးเนาะဒါပေမဲ့လည်းလို့ကျွန်တော်တို့ဟာရင်းရင်ကစားသမားကိုကျွန်တော်ရင်းရမှာနီးပြကိုရင်းလို့မရဘူးသို့တော့ဒီနီးပြရဲ့လက်အောက်မှာကျွန်တော်တို့အကယ်ဒမီကထွက်လာတဲ့ဒီလူငယ်ကစားသမားလေးတွေပုံမှန် performance အပြင်ပူကောင်းတဲ့ဆွမ်းဆောင်ရည်တွေပါပြနေနေဆိုလို့ရှိရင်အတင်းတွေအမြက်ပဲကျွန်တော်ကတော့ဗျာအမ်မိုရင်ရဲ့လက်အောက်မှာပေါ့နော်ဟိုကိုဘီမင်းနူးကိုအဲ့ဒီ central midfield role မှာ defensive midfielder ကောင်းကောင်းတက်ရောက်နေပေါ့နော်လုံးဝ strong ဖြစ်တဲ့ player ကောင်းကောင်းတက်ရောက်နေဆိုရင်အများကြီးအဆင်ပြေလိမ့်မယ်လို့ကျွန်တော်ထင်တယ်အခုလက်ရှိ Bruno Fernandes နဲ့ကျွန်တော်တို့ကအလဲပြောင်းလှုပ်ပြီးတော့ကစားတင်နေတယ်မှာပါတယ် Fernandes ဒီကျွန်တော်တို့အတွက်အရေးပါတယ်ကစားမှာပဲဒါပေမဲ့ကွင်းလင်မှာကျတော့ physical ability ဘိုင်းရသူတော်တော်လေးတိုင်ပတ်တယ်တယ်မှာပါတယ်ဒါကြောင့်ကျွန်တော်က menu ကိုအဲ့ဒီနေရာမှာမြင်ချင်တာ Fernandes ကိုကြော်ပြီးတော့မဟုတ်ဘူးတော်တော်လေးပဲအပြောင်းလဲလေးလှုပ်ပြီးတော့ပေါ့နော်ဒါပေမဲ့လို့သူတို့နှစ်ယောက် menu ပဲဖြစ်ဖြစ် ဘရူနိုဖာနန်ဒက်စ်ပဲဖြစ်ဖြစ်ဗျာသူတို့ဘေးမှာတော့ဟိုလုံးဝ physically ပိုင်းရလဲ strong ဖြစ်ရမယ် world class defensive midfielder တယောက်လိုတယ်ဒါမှသာကျွန်တော်တို့နေသူတို့ရဲ့စွမ်းဆောင်ရည်တွေကိုပို့ပြီးတော့မြင်ရမှာဒါကြောင့်ပေါ့နော် United ကတော့ကိုဝီမီနူကိုအစ်စ်မှာဆက်ပြီးတော့ထိန်းလိုတယ်ပေါ့လေနောက်တဲ့ကက်စမီရိုနဲ့ပတ်သက်လို့ကျွန်တော်ဆက်ပြောရရင်အယ်နာစာရဲ့ဘက်ကတော့ကွင်းလင်ကစားမှာဖြစ်တဲ့ကက်စမီရိုကိုခေါ်ယူဖို့အတွက်တရင်တချို့ထွက်ထားတယ်ဒါပေမဲ့လို့လက်ရှိလက်တွဲမှာတော့ခေါ်ယူဖို့အတွက်ဆိုတာနီးစပ်မှုဘာမှရှိမနေသေးဘူးပေါ့နော် ယူနိုက်တက်ရဲ့ဘက်ကလည်းကက်စမီရိုကိုပြောင်းရွှေ့ကြီးအတိုင်းတာတစ်ခုနဲ့ရောင်းချပြီးတော့သူ့ရဲ့လောက်ခလာစာကိုရှော့ချနိုင်ခဲ့ပြီဆိုရင်အဲ့ဒီငွေကိုတိုက်စစ်မှုတဦးအတွက်ချက်ချင်းအသုံးပြုမှာဖြစ်တယ်ဗောနော်တခြားနေရာတွေအတွက်လည်းပဲအတင်းကငွေများများသုံးပြမယ်ဆိုလို့ရှိရင်ကွင်းလေအတွက်ဘတ်ဂျက်နေတဲ့ကစားမားတွေကိုရှာဖွေမှာဖြစ်တယ်ဗောဗျာဆိုတော့ဟို Winfred NDD ကိုလည်း ကွင်းလေအတွက်ပေါ့နော်ကုန်ကြစည်တက်တာစီတဲ့ရွေးချယ်စရာတစ်ခုအဖြစ်ကျွန်တော်မြင်ထားပြီးမြဲဦးစားပေးအစီအစဉ်နဲ့မှာတော့မပါဘူးဒါပေမဲ့လို့ကက်စမဲရိုအတွက် sorry ကလပ်တီရဲ့ဘက်ကချင်းကက်မှုတွေမှာဟိုဘယ်လိုပြောမလို့ခြင်းလောက်တိအားကောင်းမနေသေးပဲနဲ့ပေါ့နော်ဟိုတိတ်ပြီးတော့မထိရောက်သေးဘူးပေါ့ဗျာဆိုတော့ဒါကကက်စမဲရိုနဲ့ပတ်သက်လို့ကျွန်တော်တို့အဓိကဒီနေရာမှာကက်စမဲရိုကိုအခွင့်အရေးရရင်ရသလိုလက်လှုပ်ပြီးတော့ပိုကောင်းတဲ့ကစားမတယောက်ခေါ်ယူသင့်နေဆိုတာညီကိုတို့အားလုံးလည်းသိတဲ့အတိုင်းပဲ တပတ်ကို3သိန်းခွဲရနေတယ်လို့အတင်းတွက်လည်းပြီးခဲ့တဲ့ရာသီက MOD ရဲ့လက်အောက်မှာအဆင်ပြေတယ်လို့လေးဖြစ်လာပြီးမဲ့ကက်ဆမဲရူမှဒီမှာဒီဘရူနိုရူဘီရိုကိုဘီမင်းနူရူဘီရိုဆိုလို့ရှိရင်အဲ့လောက်ကြီးဒီအဆင်မပြေတော့ဘူးအတစ်ခေါ်ပြီးတော့ပေါင်တန်း90ကျော်တုံးထားတဲ့ဒီဥဂါဒီကလည်းကျွန်တော်တို့ထင်တဲ့လောက်ထိအကျိုးပြုပြုနိုင်ခြင်းကကျွန်တော်ရှိမနေဘူးအဲ့ဒီတော့အတင်းဟာနောက်ထပ် defensive midfielder တယောက်လိုတယ်လို့လက်ရှိကျွန်တော်တို့သာ တက်စမဲရူကိုလည်းအပြောင်းလဲလုပ်ဖို့လိုတယ်စဉ်းစားကြည့်နော်သူ့ရဲ့တပတ်ကို၃သိန်းခွဲလောက်ရနေတဲ့လစာကိုရှော့ချပြီးတော့ကက်စမဲရူကို15သန်းတန်း20လောက်ရမယ်ဆိုလို့ရှိရင်အဲ့ဒီငွေကိုကျွန်တော်တို့အနေနဲ့ကြိုက်စစ်အတွက်ချက်ချင်းအသုံးပြုမှာပေါ့နော်ဒါကကောင်းတဲ့တဲ့င်းပါဒါပေမဲ့မကောင်းတဲ့တဲ့င်းကဘာလဲဆိုတော့အဲ့ဒီတိုက်စစ်တို့ဘာလို့နေရာကိုငွေ၃လိုက်လို့သုံးစရာဆွဲစရာပမာဏငွေတိတ်မကျန်တော့ဘူးဆိုလို့ရှိရင်ကွင်းလေတို့ဘာတို့ကတော့ဘတ်ဂျက်နည်းတဲ့ကစားမကိုပဲရှာဖွေခေါ်လိုက်မယ်ပေါ့ ဒါကကျွန်တော်တို့ရဲ့စိတ်ပူစရာပဲပူစရာဘာလို့လဲဆိုတော့ကွင်းလေဒီလက်ရှိကွင်းလေတွေမဟုတ်ဘဲနဲ့ခံစစ်အတွက်ပါအရေးပါတဲ့နေရာတစ်ခုတိုက်စစ်မှာကကျွန်တော်တို့ဗနော်နေရာတိုင်းပြတန်း60 60 60သုံးပြီးတော့တန်း180ဆိုပြီးတော့ကျွန်တော်သုံးချလိုက်လို့မရအောင်တိုက်စစ်သုံးနေရာဆိုတော့မှစဉ်းစားကြည့်တော့ center forward အတွက်လည်းတန်း60ဟိုဗာလဲကုညာအတွက်လည်းတန်း60အဖူမူအတွက်လည်းတန်း60ဆိုပြီးတော့သုံးချလိုက်ရင်တန်း180အဲ့မှာရင်တန်း180ကုန်သွားပြီအဲ့မှာရင်တန်း180ကုန်သွားပြီးတော့ ကွင်းလယ်မှာကျတော့ငါတို့ရေးတန်း20တန်း25တန်းနဲ့ကစားမားလေးနဲ့လည်းပြီးကြစုกว่าဆိုရင်ပြဿနာကြီးတယ်။တိုက်စစ်ကတိုက်စစ်အတွက်ပဲဖြည့်ရှင်းနိုင်မှာ။ကွင်းလယ်ကကျတော့ကွင်းလယ်အတွက်ကိုခံစစ်အတွက်ကိုဖြည့်ရှင်းနိုင်မှာ။ဒီနေရာမှာကိုတင်းရဲ့ဘက်ကဗောနော်ဟို defense from the front ဗောဗျာဒီတိုက်စစ်ကနေစပြီးတော့ pressing နေပါလေလို့ဒီနော်အဲ့လိုမျိုးဆိုရင်တော့တမျိုးမဟုတ်ဘူးဆိုလို့ရှိရင်ကွင်းလယ်အားမဖြစ်ဘူးဆိုကျွန်တော်တို့ခံစစ်ဟာလုံခြုံလာဖို့နီလန်အများကြီးမရှိဘူး။ ဘာလို့လဲဆိုတော့ခန်းစစ်ဒီဒီနွေမှာပြောင်းဖို့အစီအစဉ်မရှိလို့ဘိုးသမားဒီဒီနွေမှာပြောင်းဖို့အစီအစဉ်မရှိလို့ပဲတော့ကွင်းလေဒီကျွန်တော်တို့ကွင်းလေတာမကဘူးခန်းစစ်ပါအရေးပါတယ်အဲကြောင့်ကွင်းလေကပေါ်ပေါ်ချောင်ချောင်ကောင်းနေမရဘူးတိုက်စစ်မှာတာမန်ကစားမတယောက်နဲ့ကျွန်တော်အစားထိုးလိုက်အောင်တော့အန်ဘူမူတို့၊ကုညာတို့ကိုကျွန်တော်အစားထိုးထားတယ်အတိုင်းနာတကူဒီပြဿနာတွေပြေလည်သင့်တယ်အကယ်လို့ဗျာဒီကောင်တွေကအဲ့လိုပြဿနာတွေမပြေလည်စေဘူးဆိုလို့ချင်းတန်း60ပြေးပြီးတော့ခေါ်တာဘာလို့မလဲအလကားဖြစ်ရောအဲကြောင့်ကွင်းလေကပေါ်ပေါ်ဝဲဝဲကစားမကိုကျွန်တော်ခေါ်လို့မရဘူး နော်တိုက်စင်းနဲ့ကွင်းလေမှာငွေသုံးဆိုကျွန်တော်ကွင်းလေကိုအများကြီးပို့ပြီးတော့သုံးတင်တယ်။နော်ကျွန်တော်ငွေသိမ့်မရှိတော့ဘူးတိုက်စစ်တွေဘာတွေသုံးလိုက်လို့အဲ့ဒါဆိုလို့ရှင်တော့ NDD လိုကစားမမျိုးကိုလည်းဟာဒီကောင်တော့ကုန်ကြတက်တာတယ်ဟေ့ဆိုပြီးတော့ရည်ရွယ်ထားတယ်တဲ့။ဦးစားပေးတာမပေးတာခဏထားဗျာ။ရည်ရွယ်ချက်ရှိတဲ့ကစားမကိုစကြည့်လိုက် NDD ဒီကစားမဟာတစ်ချိန်လုံး injury ရနေတာ။နော်ဒါအပြင်လက်စတာမလည်းဘာမှအဟုတ်ခဲ့တာမဟုတ်ဘူးဗျာ။ဘာမှသိပ်ပြီးတော့မလုံနိုင်တော့ဘူး။ဟိုးအရင်တုန်းကလိုမျိုးမဟုတ်တော့ဘူး။ เนาะ performance တွေကအများကြီးကျွန်တော်ကြာနေပြီအခြေအနေမကောင်းတော့ဘူးကျွန်တော်တို့ဒီလားဆိုတော့အခု Casemiro လောက်ကိုကျွန်တော်သဘောမကျဘူး NDD ကို Ugarte လောက်ကိုသဘောမကျဘူးဗျာ NDD ကိုကျွန်တော်တို့ကအဲ့ဒီကစားမားတွေတဲ့ပိုကောင်းတဲ့ player ကိုကျွန်တော်ခေါ်ရမှာနေရာတိုင်းတန်း60တန်း60တန်း60ဒီလှည့်ပက်နေလို့ခေါ်လို့မရဘူးဒါပေမဲ့တိုက်စစ်နဲ့ကွင်းလေငွေ3ဆိုကျွန်တော်ကွင်းလေကိုပို့ပြီးတော့သုံးစီချင်တာကွင်းလေဒီအများကြီးရေးပါတယ်ကျွန်တော်တို့ခံစစ်မှာတချို့ဂိုးတွေမပေးရမပေးခဲ့ရတင်ဘူးတချို့အမှားတွေမမြင်ခဲ့ရတင်ဘူး မကွန်းလေတိုင်ပြတော့ကျွန်တော်တို့ချက်ချင်းမြင်ရတာပဲအဲဒါကြောင့် United ကတော့ဘောနော်ကက်ဆမီရိုကိုရောင်းချဖို့ကျွန်တော်ကြိုးပမ်းမယ်ပြဿနာကသူ့ကိုတကယ်ခေါ်မဲ့အသင်မရှိသေးဘူးအန်နာစာကသတင်းထွက်ပြီးမဲ့ထိထိရောက်ကြိုးပမ်းတာမရှိသေးဘူးကွန်းလေမှာလည်းကျွန်တော်တို့ဘောနော်တိုက်စစ်ကိုငွေ၃လိုက်လို့ငွေသိပ်မကျန်တော့ဘူးဆိုလို့ရှိရင်ပေါ်ပေါ်ပေပေကစားမတရားကိုကျွန်တော်ခေါ်သွားဖို့ရှိတယ်ဆိုတော့အတင်းရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့ရှိရင်ပြည်သက်တွေတော့စိတ်ပူစရာဖြစ်နေလိမ့်မယ်လို့ကျွန်တော်ထင်တယ်။သို့တော်လည်းပဲကျွန်တော်စောင့်ကြည့်ရမှာပေါ့လေ။အဆင့်နဲ့ပတ်သက်လို့ပြောရင်းနဲ့ကျွန်တော်တိုက်စစ်ကြောင်ဆက်ပြီးတော့ကြည့်ရအောင်နော်။ အကယ်၍ Vita Gyokeres အတွက်ပေါ့နော် Vita Gyokeres ဒါ Arsenal ကိုပြောင်းရွှေ့ခဲ့မယ်ဆိုရင် Benjamin Sesko ဟို Manchester United ကဟိုဘယ်ပြောမလို့အပြ Benjamin Sesko နဲ့ Manchester United ရဲ့အပြောင်းရွှေ့ကဖြစ်နိုင်ကြီးကလုံးဝချန်ထားခဲ့လို့မရဘူးပေါ့နော်မရဘူး United ကတော့ Sesko ကိုအရင်ကတည်းကစိတ်ဝင်စားမှုရှိတာဖြစ်တယ်ဗောဗျာဒီနေရာမှာတိုက်စစ်ကကျွန်တော်တို့အတွက်အခုချိန်ဒီဩငါတို့တင်းကဘသူကိုလူကြီးနေတာပါဟဲ့ဆိုပြီးတော့ရည်တိပြက်ပြောလို့မရသေးဘူး အကြောင်းရင်းကနှစ်ချက်ရှိတယ်။နံပါတ်1ကျွန်တော်တို့အန်ပူမူရဲ့အပြောင်းအရွှေ့မပြီးသေးတာနဲ့ကစားသမားတွေရောင်းချပြီးတော့ငွေရှာလို့မရသေးတာအဲ့ဒီပြည်တနာကတော်တော်ကြီးတယ်။နော်အန်ပူမူရဲ့အပြောင်းအရွှေ့ပြီးရင်တောင်မှကျွန်တော်တို့ကဘယ်နော်ကစားသမားရောင်းချတဲ့ဘက်ကိုအာယုံဆိုင်ရမှာ ကစားသမားတွေရောင်းချတဲ့ဘက်ကိုအာယုံဆိုင်နေရင်အချိန်မှမှငါတို့ဘယ်တိုက်စစ်မှုကိုဦးစားပေးခေါ်ယူဖို့ကြိုးပမ်းမလဲဆိုတဲ့ဘက်ကိုလှည့်နိုင်မှာဆိုတော့အန်ပူမွေးရဲ့အပြောင်းအရွှေ့အရင်ဆုံးပြီးဖို့လိုတယ် န်ပူမိုးရဲ့အပြောင်းအရွှေ့ပြီးပြီဆိုမှကျန်တဲ့ဘက်အာယုံဆက်ရမှာဒီနေရာမှာတခုရှိတာကအန်ပူမိုးရဲ့အပြောင်းအရွှေ့ပြီးသွားပြီဆိုတာနဲ့ဂျားထဲမှာကစားသမားရောင်းချရင်းနဲ့တိုက်စစ်ရှာတဲ့ကန်တာကအချိန်ကြာကြီးဖြစ်သွားလိမ့်မယ်ဒါသာတိကျတော့ရှိတယ်ဘာလို့လဲဆိုတော့တိုက်စစ်အတွက်တန်း60လောက်ကုန်မယ်ဆိုရင်ကျွန်တော်တို့မှာတန်း60လောက်ကျွန်တော်တို့တန်ကြီးရှိတဲ့ကစားသမားတွေကိုပြန်ရောင်းနိုင်ဖို့လိုတယ်။တန်း60ပြန်ရှာနိုင်ဖို့လိုတယ်ဈေးကွက်ထဲမှာကိုကစားမားကိုရောင်းပြီးတော့အဲ့ဒီကန်တာကတော်တော်ကြာမှာ။လက်ရှိကျွန်တော်တို့ကြည့်ပြကိုတင်းကရောင်းကြတဲ့ကစားမားတွေ ဘယ်သူနဲ့မှထိထိရရောက်ကြိုးပမ်းနေကြတာကျွန်တော်မရှိသေးဘူးကိုအတင်းတန်ကိုတကယ်ကန့်လန့်လာတဲ့ကစားမတွေကျွန်တော်မရှိသေးဘူးတော်တော်လေးတိုင်ပတ်တယ်အဲ့ဒီတော့အတင်းတွက်ပေါ့နော်ကျွန်တော်အနေနဲ့အဲ့ဒီပြဿနာကတော်တော်ကြီးတယ်ဆိုတော့အဲ့လိုမျိုးကိုအတင်းကစားမတွေရောင်းနေတုံးမှပဲနောက်ထပ်တိုက်စစ်မှုကိုကျွန်တော်ကရှာဖို့ကြိုးပမ်းမှာဆိုတော့အဲ့ဒီအချိန်မှာမှာโอเคငါတို့အတင်းကတော့ဟေးတိုက်စစ်မှုဖြစ်ဘသူ့ကိုကြိုးပမ်းနေတယ်ဘသူ့ကိုစိတ်ဝင်စားနေတယ်ဘသူကူရအမှန်ကန်ခုံမဲ့ပြင့်မဲ့ပြတဲ့ဟိုဘယ်လိုရအောင်ပြင့်မဲ့ထားကျူးပန်းနေတယ်ဆိုတာမျိုးကျွန်တော်တွေ့ရမှာမဟုတ်ရင်မလွယ်ဘူးဆိုတော့ ။ဘာဖြစ်လဲဆိုတော့အခုလိုမျိုးပေါ့နော်ဗီတာဂူကရက်စ်ဒါအာဆင်နယ်ကိုပြောင်းသွားမယ်ဆိုရင်ဘင်ဂျမင်ဆက်စကူနဲ့မန်ချက်စတာယူနိုက်တက်ဆိုတဲ့ဂျားတွေကအပြောင်းအရွှေ့ကလစ်လျူရှုခဲ့လို့မရဘူးပြောချင်တာကယာနုံးပြီးတော့ဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့ဖြစ်ကောင်းဖြစ်လာနေတယ်ဆိုတဲ့သဘောမျိုးအဓိကတော့ဗျာယူနိုက်တက်ကလည်းဒီကစားမနဲ့ပတ်သက်လို့အများကြီးစိတ်ဝင်စားနေတာကိုနော်ရန်ညီတူပါတော့တမလားအဲ့ချိန်ဒီကလေးကဟို sales back မှာရှိတုန်းကလေးကအများကြီးစကားတွေပြောနေကြတာစိတ်ဝင်စားတာဘာညာက ပြဿနာကအခုလက်ရှိနံပါတ်1က Victor Gyokeres နဲ့ Arsenal ပဲ Arsenal က ူတို့ကအာဆင်နယ်ရဲ့ဘက်ကတော့ကျွန်တော်တို့က Sesco မှ Sesco ကိုလိုချင်တာပြည်ထနာကပေါင်သန်း60အပြင်20%လိုချင်နေဆိုတော့ပေါင်သန်း80လောက်ပေးရမယ့်ချင်ဒီမျိုးမှာအာဆင်နယ်ဘက်ကလည်းဒီဒီဟွာနဲ့ပတ်သက်လို့သိပြီးတော့သဘောမကျအောင်ဖြစ်နေတာပြောင်းရွှေ့ကြီးကို Sesco ရဲ့ပြောင်းရွှေ့ကြီးကိုအဲ့ဒီတော့ Vida Gugres ကလည်းအာဆင်နယ်ကြီးငါတို့မင်းတို့စီပြောင်းနေတယ်ခေါ်ပါကွာကူပါကွာကဲပါကွာလုပ်နေတာအာဆင်နယ်ဘက်ကလည်းอืมနော်ငါတို့ကတော့မင်းတို့တိတ်သဘောမကျအောင်28နှစ်ကိုငါတို့အဲ့လောက်မပေးချင်ဘူးပေါင်သန်း60မပေးချင်ဘူးဆိုတဲ့ပုံစံဖြစ်နေတာသူတို့အာဆင်နယ်ရဲ့ဘက်ကလည်း ကျွန်တော်အနေနဲ့ပေါ့နော်ဘဲတိုက်စင်မန်သူတို့ကတည့်ရဲ့နဲ့ဟိုအရာလုံးကအခက်ခဲတွေဖြစ်နေတာအဲ့ဒီတော့ Gukres ကိုလေသူတို့ကအလောက်တဘောမကြောက်ဖြစ်နေတာအကယ်လို့ခေါ်ရင်တော့ခေါ်သွားမှာပေါ့လေ Vidal Gukres ကတော့ Arsenal မှာ Arsenal ဖြစ်နေတာကိုဟိုတနေ့ကလည်းမနေ့ကလည်းသတင်းတက်လာတာကသူကဒီ Sporting ကိုသူနောက်ထပ်တရားဒီကစားမပေးချင်တော့ဘူးဒီညွေမှာထွက်ကိုထွက်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်ထားတာဆိုတော့ Gukres ကဘယ်အသင်းမှမပြောင်းရရင်တောင်းမှသူကဒီတိုင်းနော်ထိုင်နေမဲ့နေထားမှရှိတယ်ဆိုတော့ Arsenal နဲ့ Vidal Gukres က Arsenal ဘက်ကလက်ဖြောက်တီးလိုက်တာနဲ့အပြောင်းအရွှေ့ကပြီးပြီး နော်28နှစ်ကိုတောင်း60တော့ပြီးရမှာပေါ့ဒါပေမဲ့ပြဿနာကအာဆင်နယ်ကမပြီးချင်ဘူးဖြစ်နေတာဂူကရက်စ်ကလာချင်တာတောင်မှအဲအဲ့လိုမျိုးပေါ့နော်ဒါကြောင့်ဟိုအဲ့ဒီအပြောင်းရွှေ့အာဆင်နယ်နဲ့ဂူကရက်စ်ရဲ့ဂျားတွေကအပြောင်းရွှေ့အဆင်ပြေသွားမယ်ဆိုရင်အာဆင်နယ်ကဆက်စကူကိုမေးလိုက်တော့မှာအဲ့ဒီတော့ယူနိုက်တက်ကကျွန်တော်တို့ပေါ့နော်ကျူးပန်းလာနိုင်ဇွန်းရှိတယ်ပေါ့ပြဿနာကကိုရီယူနိုက်တက်မှာလည်းအဲ့ဒီငွေပေးဘူးကအဆင်မပြေဘူးခုနကကျွန်တော်ပြောလိုပဲကုညာ oh sorry ပါလေဒီကုညာကိုတန်း60ပြီးလို့ရှိရင်အဲ အမ်ဘူမူကိုတန်း60ပြီးတာနဲ့ကျွန်တော်တို့ကကစားမားတွေရောင်းမယ်ရောင်းလို့တန်း60လောက်ရရင်နောက်ထပ်တိုက်စစ်ကိုခေါ်တော့မှာဒီညမှာဘင်ဂျမင်ဆက်စကူနဲ့ပတ်သက်လို့ယူရိုတန်း80ဆိုတော့တန်း80ကျွန်တော်တို့လိုချင်ပါမလားဟမ်တန်း80ကျွန်တော်တို့ပေးချင်ပါမလားပေါ့နော်ပြီးလို့ရှိရင်ပေးဖို့ရောအစင်းသိရှိပါမလားဘယ်မလဲငွေကြီးပြဿနာအရင်ကြီးပါတယ်ဒါပြင်ဘင်ဂျမင်ဆက်စကူကတော့ကိုရီတင်းစီကိုလာချင်သလားကျွန်တော်တို့ပါဥရောပဝင်ခွင့်မယ်လဲကျွန်တော်မရဘူးလက်ရှိမှာကိုရီတက်နိုင်တဲ့အခြေအနေမှာရှိမနေတော့ဆက်စကိုယူနိုက်တက်ကိုလာခြင်းသလားဆိုတာ ਨੇ ပတ်သက်လို့သိရဖို့လဲ ဘာမှကျွန်တော်ကြိုးပမ်းထားတာချင်းကျွန်တော်မရှိဘူးအဲ့ဒီတော့ပင်ဂျမင်ဆက်စကွေးရဲ့အပြောင်းအရွှေ့ကလည်းတော်တော်လေးတိုင်ပတ်တယ်ဒါကြောင့်ပေါ့နော်တိုက်စစ်နဲ့ပတ်သက်ရင်အသင်းဘက်ကဘသူ့ကိုအူစားပေးပြီးတော့ကြိုးပမ်းပါမယ်ဆိုတာယတိပြမသိရသေးဘူးဆိုတာကျွန်တော်အဲ့ဒါကိုပြောတာဗျာအဲ့ဒါကိုပြောတာဆောင်းတော့ကျွန်တော်ကြည့်ရအောင်မယ်ပေါ့နော် Okay Junior Ban ကပါလဲဆိုတော့ Junior Ban က Manchester United မှာဆက်ရှိဖို့အတွက်သဘောတူညီမှုရခဲ့ပြီပေါ့နော်ဘာအတွက်ဆက်ရှိမလဲဆိုတော့ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့ယာရုသစ်တစ်ခုကိုသူရရှိခဲ့တယ်ပေါ့နော်ဂျူနီယာဘန်ကလူငယ်ကစားမားတွေကိုအငှားချထားတဲ့ကိစ္စတွေကိုကြည့်ရှုပေးရမှာဖြစ်ပြီးတော့ကစားမားတွေကိုတင့်တော်တဲ့ကလပ်အသင်းတွေစီပို့ဆောင်ပေးခြင်းနဲ့ပတ်သက်ပြီးတော့အကူအညီပေးသွားမှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဒါကောင်းတဲ့ယာပါကောင်းတဲ့ယာပါဘာလို့လဲဆိုတော့ကျွန်တော်တို့လူငယ်တွေကိုလောလောဆယ်မှာဆိုလို့ရှိရင်အသင်းဘက်ကပေါ့နော်အသင်းအသင်းဘက်ကအခုအကုန်လုံးကိုပြောင်းလဲနေတာနော်တည်လားကျွန်တော်တို့ဒီဟိုကိစ္စတွေထားပါတော့ စကောက်တင်းတွေပေါ့နော်ဒါကင်းတောက်တွေလည်းကျွန်တော်တို့ကရှော့ချပလိုက်တယ်အရင်တုန်းကယူနိုက်တက်မှာကင်းတောက်တွေကအများကြီးပဲကဘာလုံးမှာကင်းတောက်တွေရောက်တရာလောက်ကျွန်တော်တို့ချထတာအများကြီးပဲဒါပေမဲ့အခုကျတော့10ရောက်ထိကျွန်တော်ရှော့ချပလိုက်တယ်အဲ့ဒီတင်းနဲ့ညီကလေးတွေ့ပြီးပြီထင်တယ်ဆိုတော့ junior band ရဲ့အလုပ်က okay อืมငါတို့လူငယ်တင်းတွေနော် U18 U19 နော်ဒီကကစားမတွေဘယ်သူကပဲခြေသွမ်းရှိသေးတယ် okay ဟုတ်ပြီဒီကောင်လေးဒီကောင်လေးကတော့နော်တော်တန်းစင်းစုံတွေကဘဲကလက်ဘဲကောင်လေးဘဲအတင်းနဲ့အစင်နော်အန်ဝင်ခွင့်ကြဖြစ်နိုင်တယ် ဒီကောင်တော့ League 2ကဗောနော်အသင်ဘဲအသင်းနဲ့အစင်ပြေကောင်းပြေးနိုင်တယ်အဲဒါမှမဟုတ်ဒီသူကတော့ like ကြည့်ရမှာပေါ့ဗျာလူငယ်တွေတူးတက်ရေးတွေကဗောနော်ဆိုတော့ထားပါဒါကအများကြီးတိတ်ပြီးတော့အများကြီးတော့အေးပါတယ်ဗောနော် Group ပြည်သက်တွေအလောက်စိတ်ဝင်စားဖို့ကောင်းတဲ့အရာမျိုးကျွန်တော်မဟုတ်ဘူးဆိုတော့လေဆိုတော့ Pamiers ရဲ့ Queen League Exam မှာဖြစ်သူ Richard Rios နဲ့ Kola Hala တွေထွက်ပေါ်နေပြီမဲ့ဗောနော်ကစားသမားကလက်ရှိ Club ကပဖလားပွဲမှာပဲအပြည့်အဝအာယုံစိုက်နေတယ်ဗောနော် Manchester United ရဲ့အသင်းဘက်ကတော့ Eric Zaha ကိုစောင့်ကြည့်လည်လာပါတာတွေရှိခဲ့ပြီးမဲ့လက်ရှိမှာတက်ပြီးတော့ထူကြတဲ့အခြေအနေတော့မရှိသေးဘူး။ ပရီးမီးယားလိကလပ်တွေထဲမှာတော့ Nottingham Forest တသင်းလေးကပဲဒီ Richard Rios ကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့ဆက်သွယ်မှုတွေပြုလုပ်ထားတာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ Toby Collier အဲ့အတွက်တော့အသင်းကလစ်လာစစ်ဆေးမှုတွေပြုလုပ်နေပြီးတော့ထပ်မံပြုလုပ်နေပြီးတော့အဒီတအပြင်စစ်ဆေးစရာတွေရှိတာကိုလည်းသူထပ်ပြီးတော့ပြုလုပ်မယ်။ယာဒီဂျိုကနေစတင်ပြီးတော့ရက်တပတ်အနေငယ်အတွင်းမှာအငှားခေါ်ယူမဲ့အသင်းရှိမရှိအကဲဖြတ်အကဲခတ်မှာဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်။ Toby Collier ကိုအသင်းဘက်ကအငှားချဖို့ပြင်ဆင်ထားတဲ့သဘောပါနော်။ဘာလို့လဲဆိုတော့ဗောနော်ဒါအငှားချမှကျွန်တော်ရမှာ။ ာမည်ရာကြီးသူပူဆူးတယ်ဗောနော်တပတ်မှကျွန်တော်တပွဲလောက်ပဲဆိုတော့စီနီယာကစားမတွေနဲ့ကျွန်တော်တွားဖို့ရှိတယ်ဒါကတော့အတင်းဘက်ကပေါ့နော်ကျွန်တော်အငှားချဖို့ကျူပန်နာကလုံးဝလက်ခံနိုင်ဖို့ကျွန်တော်ရှိတယ်။ဒီနေရာမှာပြောစရာရှိတာက Richard Rios ပေါ့နော်ညီကလေးတို့တည်တဲ့အတိုင်းပဲ Richard Rios နဲ့ဒီ Colombia သားလေးနဲ့ပတ်သက်လို့ရှိရင် အတင်းကလက်ရှိချိန်ထိတိတိယောက်ကျိုးပန်းတာမရှိသေးဘူးသူတွင်သူကဒီလက်ရှိပါမီယက်စ်နဲ့သူကကလပ်ဘောကတ်သူကစားနေတယ်ကိုနော်ဆိုတော့ main okay ဆရာသမားရေနော်လောလောဆယ်ကြည့်နေကြကိုကျွန်တော်က900နီးပါးရှိပါတယ်တယောက်ချင်းစီတိုင်းကိုချီးတူပါဆိုတော့ channel လေးနဲ့ပတ်သက်ပြီးတော့ subscribe နဲ့ activate ဆိုလို့ရှိရင်နှိပ်ပြီးတော့တောင်းဆိုပါတယ်ဒါကတော့မနက်ခင်းမှရထားတဲ့သတင်းတချို့ပေါ့လေနေခင်းမှာလည်းအတင်းနဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်ဆက်ပြီးတော့တင်ပြသွားပါအောင်မယ်အားလုံးကိုချီးတူများကြပါမယ်